ဒီနေ့ကျွန်တော်တို့ဟာတဘာဝလောကရဲ့အင်းအားအကြီးမားဆုံးကြောက်မက်ဖွယ်အကောင်းဆုံးကြောင်မျိုးရုံးဝင်တိရစ္ဆာန်နှမျိုးဖြစ်တဲ့ကြားနဲ့ချင်းတဲ့အကြောင်းကိုနိုင်ရှင်လေ့လာကြမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေအမူအကျင့်တွေနေထိုင်ရာဒေသနဲ့တကယ်လို့တိုက်ခိုက်မှုဖြစ်ခဲ့ရင်ဘယ်သူကအနိုင်ရမလဲဆိုတာကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကြားအကြောင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါခင်ဗျာ။ ပြည်တွင်းဒီပါမှာအပိတ်ကြီးကြီးကြပါတော့ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာတရားကြီး channel ကလည်းကျေးဇူးလို့ကိုဆက်တာလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကို like and subscribe များနဲ့ပံ့ပိုးကူညီလို့ရပါတယ်ခင်ဗျာဗေးလက်ကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးကြပါအောင်ခင်ဗျာမင်္ဂလာပါချစ်ရှိသူပရိသတ်များခင်ဗျာအစီအစဉ်လေးကိုစလိုက်ရအောင်ပါဒီနေ့ကျွန်တော်တို့ဟာတဘာဝလောကရဲ့အင်းအားအကြီးမားဆုံးကြောက်မက်ဖွယ်အကောင်းဆုံးကြောင်မျိုးရုံးဝင်တိရစ္ဆာန်နှမျိုးဖြစ်တဲ့ကြားနဲ့ချင်းလေးအကြောင်းကိုနိုင်ရှင်လေ့လာကြမှာဖြစ်ပါတယ် ီနေ့ဗီဒီယိုမှာသူတို့ရဲ့ရပိုင်းဆိုင်ရာအချက်လက်တွေအမူအချက်တွေနေထိုင်ရာဒေသနဲ့တကယ်လို့တိုက်ခိုက်မှုဖြစ်ခဲ့ရင်ဘယ်သူကအနိုင်ရမလဲဆိုတာကိုလေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကြားအချောင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါခင်ဗျာ။အရွယ်အစားအနေနဲ့ကြားထီးတွေဟာပေါင်400ကနေ660ပေါင်အထိအလေးချိန်ရှိနိုင်ပြီးကြားမတွေကတော့143ပေါင်ကနေပေါင်400အထိရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အရှိကတော့9ဘေကနေ9ဘေခွဲအထိရှိပြီးအမိအရှိက3ဘေကနေ3ဘေခွဲရှိပါတယ်။ပခုံးအမြင့်ကတော့3ဘေကနေ4ဘေအထိရှိပါတယ်။ကြားတွေဟာအရန်မြန်ဆန်ပါတယ်။တဏ္ဍာရီကမိုင်30ကနေမိုင်40အထိအချိန်နဲ့ပြေးနိုင်ပါတယ်။သူတို့ရဲ့ကာယကလည်းအမကဲပါပဲဗျာ။1050ပေါင်စတူရန်လက်မှတ်ခန့်ရှိတာကြောင့်အရိုးတွေကိုအလွယ်တကူကျိုးပဲ့စေနိုင်ပါတယ်။ ရဲ့အထုလက္ခဏာတွေထဲမှာအထင်ရှားဆုံးကတော့သူတို့ရဲ့အနက်ရောင်အစင်းတွေနဲ့လိမ္မော်ဝါရောင်အမွှေးတွေပါဒီအစင်းတွေကတကောင်းနဲ့တကောင်းမတူညီပဲလက်ပွေလိုပဲတိကျဖြစ်တာကြောင့်ကြားတစ်ကောင်ချင်းစီကိုခွဲခြားသိနိုင်ပါတယ်သူတို့မှာကြီးမားတဲ့လက်သေးနဲ့ခြေသေးတွေရှိပြီးသုံးလက်မအထိရှိနိုင်ပါတယ်ကြွက်သားတွေကလည်းအလွန်တန်ပါပြီးခွန်အားကြီးမားပါတယ်အမူအကျင့်နဲ့ကြားရရတကောတော့နေထိုင်တတ်တဲ့တာရတလိမ့်ဆန်တွေဖြစ်ပါတယ် သူတို့ကညဘက်မှာအဓိကလှုပ်ရှားတက်ပြီးခြုံမုတ်တွေမျက်ခင်းတွေမှာပုံအောင်နေတက်ကအမဲလိုက်မှုချောင်းခုနေတက်ကြပါတယ်ရေကူးရံမှာလည်းအလွန်ကျွမ်းကျင်ပါတယ်အမဲလိုက်တဲ့အခါတိတ်တိတ်ချင်းကပ်ပြီးရုတ်တရက်ခေါဦးကတားခေါင်ရဲ့လေဘင်းကိုကိုက်ဖြတ်တက်ပါတယ်ကြားတွေကိုအိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါ်ဘူတန်မြန်မာထိုင်းမလေးရှားအင်ဒိုနီးရှားတရုတ်ရုရှားစတဲ့အာရှတိုက်ရှိ နိုင်ငံတွေမှာတွေ့ရှိရတတ်ပါတယ် ူတို့ဟာတက်တော်တွေရေတိမ်ဒေသတွေမြက်ခင်းပြင်တွေမှာနေထိုင်တတ်ပါတယ်။ဟုတ်ကဲ့ချင်းသစ်အကြောင်းထပ်ပြီးကြည့်ရအောင်ပါခင်ဗျာ။ချင်းသစ်ရဲ့အရွယ်အစားအနေနဲ့ချင်းသစ်အထီးတွေဟာပေါင်330ကနေ950ပေါင်အထိအလေးချိန်ရှိနိုင်ပြီးချင်းသစ်အမတွေကတော့265ပေါင်ကနေပေါင်400အထိရှိနိုင်ပါတယ်။ခန္ဓာကိုယ်အရှည်ကတော့၄ပေကနေ၈ပေအထိရှိပြီးအမီးအရှည်က၂ပေကနေ၃ပေအထိရှိပါတယ်။ ပခုံးအမြင့်ကတော့3မီကနေ4ဗီအထိရှိပါတယ်။ရှင်သေးတွေကလည်းကြားလို့ပဲမြန်ဆန်ပါတယ်။တနိုင်ကို32မိုင်ကနေ38မိုင်အထိအချိန်နဲ့ပြေးနိုင်ပါတယ်။ရှင်သေးတွေရဲ့ကြိုင်အားကတော့650ပေါင်စတူရဲ့လက်မှတ်ခန့်ရှိပါတယ်။ရှင်သေးရဲ့အထူးလက္ခဏာတွေထဲမှာအထင်ရှားဆုံးကတော့ရှင်သေးအထီးတွေမှာရှိတဲ့အမွေးပွားတွေပါပဲ။ခန္ဓာကိုယ်တစ်ခုလုံးမှာတော့မျိုးဝါရောင်အမွေးတွေနဲ့ဖုံးလွှမ်းထားပါတယ်။ကြီးမားတဲ့ခေါင်းနဲ့ ခွန်အားကြီးပါတဲ့ပါးရိုးတွေရှိပြီးကြွက်သားတွေကလည်းအရန်ကုန်တန်ပါပါတယ်။အမူအကျင့်လေးနဲ့ခြေနေတွေဟာကြားတွေနဲ့မတူဘဲအုပ်စုဖွဲ့နေထိုင်တတ်တဲ့တားရတလိမ့်ဆန်တွေဖြစ်ပါတယ်။သူတို့ဟာနေကင်းဘက်မှာအဓိကလှုပ်ရှားတက်ပြီးခြေနေအမတွေကပဲအဓိကအမဲလိုက်ကအထီးခြေနေတွေကတော့နေမျိုးကိုကာဝယ်ပေးပါတယ်။ဝင်လေးနဲ့မြင်ကွင်းတွေမှာအမဲလိုက်ရန်ပုံပုံနှစ်သက်ပြီးအုပ်စုလိုက်အမဲလိုက်ကဝိုင်းဝန်းတိုက်ခိုက်တတ်ပါတယ်။ ခြင်းသေးတွေကိုအာဖရိကတိုက်မှာရှိတဲ့စာရဟတောင်ပိုင်းနိုင်ငံတွေနဲ့အိန္ဒိယနိုင်ငံအချို့ဒေသတွေမှာတွေ့ရှိရပါတယ်။သူတို့ဟာမြက်ခင်းပြင်တွေ၊လွင်ပြင်တွေ၊ဆာဗန်နာဒေသတွေမှာနေထိုင်တတ်ပါတယ်။ဟုတ်ကဲ့အခုဆိုရင်ကြားနဲ့ခြင်းသေးတွေကိုနိုင်ရှင်ကြည့်ကြရအောင်ပါဗျာ။ရုပ်ပိုင်းဆိုင်ရာနိုင်ရှင်ချက်များအရကြားနဲ့ခြင်းသေးရဲ့အလေးချိန်ဟာအရန်တော့မကွာပါဘူးဒါပေမဲ့ကြားရရဲ့ချင်းသေးတဲ့အနှဲငယ်ပိုလေးနိုင်ပါတယ် ်အရှိန်အနေနဲ့နှကောင်စလုံးမြန်ဆန်တော့လဲကြားကပုံမှုမြန်ဆန်ပါတယ်ခွန်ကအနေနဲ့ကြားရဲ့အရှိချေတွေဟာရှင်သစ်ထက်ပုံမှုတန်ပါပြီးကြိုက်အားကလည်းရှင်သစ်ထက်ပုံမှုပြင်းထန်ပါတယ်ကြားရဲ့လက်သေးတွေဟာလည်းရှင်သစ်ထက်ပုံမှုရှည်လျားပါတယ်တက်ခိုက်မှုနီးပြူဟာတွေကိုကြည့်မယ်ဆိုရင်လဲကြားဟာတကိုယ်တော်တိုက်ခိုက်တတ်သူဖြစ်ပြီးခြုံမုတ်တွေမှာချောင်းကိုတိုက်ခိုက်တတ်ကတားကောင်ရဲ့လေဘင်းကိုဥတီကြိုက်တတ်ပါတယ်ချင်းသေးကတော့အုပ်စုလိုက်တိုက်ခိုက်တတ်တော့လဲ တကောင်ချင်းတိုက်ခိုက်ရမှာရင်ဘတ်နဲ့လေဘင်းကိုဥတီတိုက်ခိုက်တတ်ပါတယ်။အာသာချက်တွေကိုကြည့်မယ်ဆိုရင်ကြားမှာပုံမှန်လင်းမြန်ခြင်း၊ကိုက်ရားဖို့ကောင်းခြင်း၊ရေကူးကျွမ်းခြင်း၊သစ်ပင်တက်နိုင်ခြင်းစတဲ့အာသာချက်တွေရှိပါတယ်။ရှင်သည်မှာတော့အုပ်စုခွဲတိုက်ခိုက်နိုင်ခြင်း၊ပွင့်လင်းမြင်ကွင်းမှာပုံမှန်ကျွမ်းကျင်ခြင်းရှင်မေဘရင်ရဲ့အမွေးဘွားတွေဟာလေဘင်းကိုကာဝယ်ပေးနိုင်ခြင်းစတဲ့အားသာချက်တွေရှိပါတယ်။တကယ်လို့ဒီတိရစ္ဆာန်မျိုးကိုတတ်ခိုက်မှုဖြစ်ခဲ့ရင် ဘလို့ဖြစ်မလဲဆိုတာကိုခွဲခြားစိတ်ဖြာကြည့်ကြရအောင်ပါခင်ဗျာပဝန်ကြီးအချိန်လေးလိုက်အနိုင်ရှုံးကွာခြားနိုင်ပါတယ်တတော်နေပြည်မှာဆိုရင်ကြားကအနိုင်ရနိုင်ရင်ပုံများပါတယ်အเจ้าကတော့ပဝန်ရဲ့နေရာတွေရှိပြီးချုံမုတ်တွေမှာချောင်းဟိုတိုက်ခိုက်နိုင်လို့ပါပွင့်လင်းမြင်ကွင်းမှာဆိုရင်တော့ရှင်သေးရအနိုင်ရနိုင်ချေပုံများပါတယ်အเจ้าကတော့ပွင့်လင်းမြင်ကွင်းမှာပုံပုံကျွမ်းကျင်ပြီးအုပ်စုဖွဲ့တိုက်ခိုက်နိုင်လို့ပါရေထဲမှာဆိုရင်တော့ ကြားဟာအနိုင်ရနိုင်ကြီးပုံများပါတယ်အကြောင်းကတော့ရေကူးရံမှာပုံမှုကျွမ်းကျင်လို့ပါတလိဆန်မေးရပညာရှင်တွေရဲ့လေးလာချက်အရဒကောင်ချင်းတိုက်ခိုက်မှုမှာအရွယ်အစားတူညီရင်ကြားကအနိုင်ရနိုင်ကြီးပုံများတယ်လို့ယူဆကြပါတယ်ဒါပေမဲ့ချင်းသေးကအစုပွဲတိုက်ခိုက်ရင်တော့အနိုင်ရနိုင်ကြီးပုံများပါတယ်တမိုင်းမှာမတန်တင်ထားတဲ့တိုက်ခိုက်မှုတွေအရနှစ်ဖက်စလုံးအနိုင်အရှုံးရှိခဲ့ကြပါတယ် အမှန်တကယ်တော့သဘာဝအတိုင်းကြားနေခြင်းတွေရာနည်းမြေမထက်တာကြောင့်တက်ခိုက်မှုအလွန်ရှားပါပါတယ်။အိန္ဒိယနိုင်ငံဂီတိုယန်တိလိဆန်ဘေးမဲ့တောမှာနှမျိုးစလုံးတွေ့ရှိရတော့လဲတက်ခိုက်မှုမှတ်တမ်းအလွန်နည်းပါပါတယ်။တိလိဆန်ယုံဒီမှာထားရှိတဲ့ကြားနဲ့ခြင်းတွေကြားတက်ခိုက်မှုအချို့ရှိခဲ့ပါတယ်။အခုဆိုရင်ကျွန်တော်တို့လေ့လာခဲ့တာတွေကိုအချင်းချင်းချုပ်ကြည့်ရအောင်ပါဗျာ။ကြားနဲ့ခြင်းတွေနှမျိုးစလုံးဟာ ြောင်မျိုးမျိုးဝင်တာရဲတိရစ္ဆာန်တွေဖြစ်ပြီးတဘာဝလောကမှာထိတ်ဆုံးမှရှိနေတဲ့ပတ်ရုပ်သတ္တဝါတွေဖြစ်ပါတယ်။ဂျာဟာတကိုယ်တော့နေထိုင်တတ်ပြီးချင်းနေကတော့အုစုဘွဲ့နေထိုင်တတ်ပါတယ်။ဂျာဟာကာယဘူကောင်းပြီးချင်းနေကတော့အုစုဘွဲ့တိုက်ခိုက်နိုင်တဲ့အာသာချက်ရှိပါတယ်။ဘဝဉ္ဇဉ်အခြေအနေလိုက်အနိုင်ရှုံးကွာခြားနိုင်ပြီးတဘာဝအတိုင်းချားတဲ့ချင်းသေးတို့တိုက်ခိုက်မှုအလွန်ရှားပါပါတယ်။ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့အတိုင်းချားတဲ့ချင်းသေးတွေဟာတဘာဝလောကမှာ အင်အားကြီးကိုတာယာတလိမ့်ဆန်တွေဖြစ်ကြပါတယ်။တကောင်ချင်းတက်ခိုက်မှုမှာကြားကအနိုင်ရနိုင်ခြင်းပုံများတော့လဲပဝန်းကျင်အခြေအနေအရွယ်အစားအသက်အရွယ်စတဲ့အချက်လက်တွေပေါ်မူတည်ပြီးရက်လက်ကွာခြားနိုင်ပါတယ်။တဘာဝအတိုင်းဒီတလိမ့်ဆန်တွေမျိုးဟာတက်ခိုက်မှုမပြုလုပ်ကြဘဲသူတို့ရဲ့ကိုယ်ပိုင်နေမြေတွေမှာအတီးသေးနေထိုင်ကြပါတယ်။တလိမ့်ဆန်တွေကို ထိန်းသိမ်းကာကွယ်မှုအရေးကြီးပြီးသူတို့ရဲ့မျိုးစိတ်တွေရှင်သန်တည်တံ့ရေးအတွက်ကျွန်တော်တို့အားလုံးဝိုင်းဝန်းကူညီကြဖို့လိုအပ်ပါတယ်။ ဟုတ်ကဲ့အစီအစဉ်လေးကိုဒီမှာပဲရင်နာပြရပြီဗျာ။နားစင်အပေးကြပါတော့ပြည်တွင်းပြည်ပမှချစ်ပရိသတ်များအားလုံးနဲ့မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းမီအဆင်ထားရကျန်းမာချမ်းသာကြပါစေခင်ဗျာ။ကျွန်တော်တရေကြီးဖြစ်ပါတယ်။